မင်္ဂလာပါရှင်ရခိုင်ခေတ်ရဲ့မနက်ခင်းတွင်တွေကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းရဲ့ရခိုင်ဆက်လေးရစုစကန်းကို အာရခတက်တော်အေအေကအေအာ1500နဲ့တက်ခိုက်သိမ့်ပိုက်တယ်လို့အလင်းဝင်စစ်မှုရန်တပ်သားမင်းခန့်ကပြောပါရယ်။ရေဖြူမှုနဲ့မင်းသားချေရကပြူစိုးပြီးစကန်းကိုဝင်ရောက်တက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးတေဆုံးတဲ့တဲ့ရင်ပါဝင်ရခိုင်ခေတ်ရဲ့မနက်ခင်းတွင်တွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ပဲခူးတိုင်းရဲ့ရခိုင်အဆက်ဗဒောင်းတောင်ကုတ်လမ်းပိုင်းကအာနာသိန်းစစ်ကောင်စီရဲ့လေးစုစကန်ကိုအာရခတတ်တော်အေအေကအေအား1500နဲ့ထိုးစစ်စင်တက်ခတ်သိမ်းပိုက်သွားခဲ့တာဖြစ်တယ်လို့စစ်တပ်ရဲ့ရှေ့တန်းစကန်ကလည်းအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားမင်းခန့်ကပြောပါတယ်စစ်မှုထမ်းတပ်သားမင်းခန့်ရဲ့ပြောပြချက်ရုပ်တံကိုကျောင်းသားလယုံတက်တော် SAF ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်အလင်းဝင်တပ်သားမင်း င်းခန့်ရဲ့ပြောဆိုချက်တည်းမှာဖေဖော်ဝါရီလအတွင်းကတောင်ကုတ်ပဒေါန်ကာလနီလေးရည်စုစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာအေအေကအင်အားလုံးကြီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအဲ့ဒီစခန်းမှာရှိနေတယ်စစ်ကောင်စီအင်အား90ကျော်ထဲမှာ20ကျော်သာထွက်ပြေးလွတ်လပ်သွားခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုစုပ်ပြေးရင်းနဲ့ပကံကွဲစခန်းကိုရောက်ရှိခဲ့တာဖြစ်ပြီးအဲ့ဒီစခန်းပတ်ပတ်လည်းမှာမိုင်းလိုက်ထောင်ရင်းနဲ့တငယ်ချင်းတယောက်ကထွက်ပြေးဖို့ကြံစီနေချိန်မှာသိရှိပြီးအတူတူလိုက်ပါထ ဖပြေးခဲ့တာဖြစ်တယ်လို့လည်းအလင်းဝင်တက်တာမင်းခန့်ကပြောပါရတယ်။သူတို့လိုပဲစစ်တပ်ကနေထွက်ပြေးဖို့ဆန္ဒရှိနေကြတဲ့စစ်ကောင်စီတပ်သားအများအပြားရှိနေပြီးအခြေအနေပေးရင်ထွက်ပြေးလာကြမှာဖြစ်ပြီး ထွက်ပြေးလို့မရရင်အသေးခံကြမယ်လို့ခံယူထားကြကြောင်းလဲမင်းခန့်ကပြောပါတယ်။ SAFC မှာတော့အလဲဝင်ရောက်လာတဲ့မင်းခန့်ဟာစစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်လေးတနန်းစင်ဖြစ်ပြီးရန်ကုန်တိုင်းတန်လင်းမြို့နယ်မှာနေထိုင်နေစဉ်တွင်စစ်ကောင်စီတပ်တွေကနေဘော်တိပေါ်တာတက်ဆွဲကစစ်မှုထမ်းခံခဲ့တာဖြစ်တယ်လို့လဲပြောပါတယ်ရှင်။ မန္တလေးရတိုင်းတဘောကိုကြည့်အောင်ပါမန္တလေးတိုင်းနထိုးကြီးမြို့နယ်တဲက gas pipe line မှာအထန်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို80မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တက်ခတ်ရာကနေစစ်တပ်ဘက်က3ဟာပြင်းထန်တံရရှိခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဧပြီလ24ရက်နေ့ညနေပိုင်းကနထိုးကြီးမြို့နယ်ထန်းစင်ရွာအရှိတ်ဘက်က gas pipeline မှာအထန်ချတက်ဆွဲထားတဲ့အကြက်ဖက်တပ်သားတွေကိုတော်လင်းတပ်ဖွဲ့ဝင်တွေကတွားရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်သားတွေကိုတော်လင်းရဲဘော်တွေက80မမလက်လက်ကြီးငါလုံး89မမတလုံးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်သားတွေတက်ဆွဲထားတဲ့အဆောက်အုံပေါ်ကိုတလုံးကြောက်ရပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သား3ဟာပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်တွင်တပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့မင်္ဂလာတုံးလေစိတ်ရဲကင်းကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့ Dark Shadow တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရစေ။ဧပြီလ24ရက်နေ့ည9:00မိနစ်50လောက်ကမင်္ဂလာတုံးမြို့နယ်ကြံကင်းစုရက်ကလေစိတ်လမ်းတွေကရဲကင်းကိုရန်ကုန်မြို့ပြပျောက်ကြားရဲဘော်တွေကအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့လို့လည်းသိရပါရစေ။အဲ့ဒီရဲကင်းဟာပြည်သူတွေကိုနေ့စဉ်နဲ့မျှဒုက္ခပေးနေတယ်။ စစ်သားနဲ့ရဲတွေရှိနေတာကြောင့်ဒေါက်ရှဲတို့တပ်ဖွဲ့ရဲ့မြို့ပြပျောက်ကြားရဲဘော်တွေကအခုလိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါဗါဒါအပြင်အကြက်ဖက်စစ်ကောင်စီလက်အောက်ကစစ်သားရဲနဲ့ ထောက်တန်တွေကိုလည်းရရနေရမှာတက်ခိုက်သွားမှာဖြစ်ပြီးဆက်လက်တက်ခိုက်ဖို့အတွက်ပြည်ပတ်တွေလည်းရှိနေတယ်လို့ Dark Shadow တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ပြည်သူတွေအနေနဲ့လည်းအကြက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေစစ်ကောင်စီလက်အောက်ခံရဲစစ်သားနဲ့ပြူစောထီတွေအရဲဘော်စစ်သားတွေစုဝေးရာနေရာတွေကိုတောက်ရောက်တာတွင်ပြုလုပ်ဖို့နဲ့ဝေးဝေးကနေရှောင်ရှားတောင်းလာပေးကြဖို့မေတ္တာရက်ခံထားပါရယ်ရှင် တနင်္သာရီတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းရေဖြူမြို့နယ်မင်းသာကျေးရွာကပြူစော်တီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားနဲ့ပြူစော်တီ6ဦးဟာသေဆုံးခဲ့လို့မွန်တော်လင်းတက် MSRF ကပြောပါရစေ။ဧပြီလ20ရက်မနေ့ပိုင်းကရေဖြူမြို့နယ်မင်းသာကျေးရွာကအကြမ်းဖက်တပ်သားတွေနဲ့ပြူစော်တီတွေကိုတော်လင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရစေ။အဲဒီတပွဲတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစော်တီ6ဦးဟာသေဆုံးခဲ့တာဖြစ်ပြီး9ဦးဟာထိခိုက်ဒဏ်ရာရှိကာ ာတော်လေးပူပေါင်းတစ်ဖက်ဘက်ကရဲဘော်၃ဦးလည်းမစိုးရံဒဏ်ရရှိခဲ့လို့သိရပါဗါတယ်။အဲဒီတိုင်းမှုကိုမွန်ပြည်တော်လေးတပ် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်စစ်ကြောင်းတော် KPDF မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်အို ABSDF တရင်တဲ့မွန်ပြည်သူ့ပါတီဆက်အနာရှင်တိုက်ဖြစ်ရေးအဖွဲ့ NMSBAD ဒေါ်ဝေတက်တော် DNL နဲ့ KNU တပ်မဟာ6 KNL တရင်29တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ဘကိုတန်ကျွေးကောင်မြို့နယ်အလေကုန်းတိုက်နယ်ရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ရမှာနေထင်းခေါင်းဆောင်ငွေစိုးအပါဝင်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းဟာတေဆုံးခဲ့တယ်လို့ဘကိုရုံးမအခြေပြုတပ်ခွဲကတာဝန်ရှိသူတို့ကပြောပါရယ်ဧပြီလ24ရက်နေ့မှာကျွေးကောင်မြို့နယ်အရှိဘက်အလေကုန်းတိုက်နယ်ရဲစခန်းကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာမြို့ဘက်ကိုဥတီထွက်ခွာလာစဉ်တွင်စောက်ကြိုမိုင်းဆွဲတဲ့ က်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလို mindset တက်ခိုက်ပြီးရဲ့နောက်မှာအကြက်ဖက်တပ်သားတွေကိုတော်လန်တပ်ဖွဲ့ဝင်တွေကအနီးကပ်ဝင်ရောက်တက်ခတ်ခဲ့ရမှာအကြက်ဖက်စစ်တပ်ဘက်ကနေထင်းခေါင်းဆောင်ငွေဆိုးအပါဝင်စစ်ကောင်စီတပ်သားစေအုပ်ထက်မင်းဲဟာတည်ဆုံးခဲ့လို့လည်းသိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဗကိုးရုံးမှအခြေပြုတပ်ဖွဲ့ကရဲဘော်တို့ဦးလည်းမြင့်မြတ်စွာကြာဆုံးခဲ့ရလို့သိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါအရင်ကခစ်တဲ့မနက်ခင်းလေးနေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်ကျမများပါ